ဒေါ်လာမျိုးတွေအားလုံးပဲငလင်ပေးနဲ့မေးပေးတယ်မှာမြန်ဆုံးကင်းဝေးကြပါစေလို့ဆုတောင်းပေးနေပဲကျွန်တော်ရဲ့ကိုကြက်ရိုဘော်လူရှင် channel လေးရပြန်လဲကြိုဆိုလိုက်ပါတယ်ဗီဒီယိုလေး duration မလုပ်သွားပေးကြမှာတော့ယနေ့မေလ၁ရက်နေ့မနက်ပိုင်းထိနောက်ဆုံးရရှိသတင်းချို့ကိုအချင်းချို့ဖတ်ပေးသွင်းဖြစ်တဲ့ဒေါ်လာမျိုးတွေအားလုံးပဲအဆုံးထိကြည့်ရှုပေးဖို့ဒီနေရာကထပ်မံတောင်းဆိုလိုက်ပါတယ်နောက်ဆုံးအနေနဲ့ကတော့စစ်ကောင်းဆောင်မြတ်က၎င်းတို့ရဲ့ကိုကြိုးစီပွားအတွက်နိုင်ငံတော်အာဏာကိုအတင်းထဲမှာတိမ်ထားဒီမှာဒီမှာဆိုရင်တော့1951ရက်ရှိဖြစ်ပါတယ်ဒီစနေမြဘာလို့ရေတွက်နေရလဲဆိုပြီးတော့မေးတယ်မေးခွန်းတွေရှိတဲ့အတွက်ကျွန်တော်တို့တော်လန်ပီသူတွေအနေနဲ့နေ့စဉ်နဲ့အမျှ တာဝန်နေရေးအတွက်လုံခြံနေရတဲ့အချိန်မှာအွန်လိုင်းအသည့်တော်လိုင်းသတိမပြတ်စေဖို့အတွက်ဒီစီနယ်မြရေးပြတ်ပေးပြီးတော့ပြန်လည်မျှဝေပေးနေဖြစ်ပါတယ်။နောက်ထပ်သတင်းပုံအနေနဲ့ကတော့မြန်မာနိုင်ငံတဝန်းစစ်ကောင်စီကစစ်ခွေးတည်ဆုံးစီးမှာတော့ဘိုးတိုင်းမင်းလာမြို့နယ်မှာအကောင်20၊သကိုင်းတိုင်းသကိုင်းမြို့နယ်မှာ10ကောင်၊တင်တိုင်းတိုင်းရေဖြူမြို့နယ်မှာ8ကောင်၊မန္တလေးတိုင်းတောင်တာမြို့နယ်မှာ9ကောင်မှာ2ဦးကတော့ပြန်ဖမ်းမိခဲ့ပြီးတော့အဝေးတိုင်းရေစုံမြို့နယ်မှာ3ဦးလင်းဝင်ရောက်ပြီးအဝေးတိုင်းစလင်းမြို့နယ်မှာလည်း2ဦးလင်းဝင်ရောက်ခဲ့ကြောင်းသိရှိရပါတယ်။ တရုတ်ကဘလောက်ထိတိုက်လျော့ရဲဆိုတော့ကျွန်တော်ကျွန်တော်နှစ်နှစ်ချင်းရှာအကုန်တွေးရမယ်။နောက်တရုတ်နှစ်တကူးနေကိုဟလာအစိုးရရုပ်ပရက်ပြတ်တ်မဲ့ပေးတဲ့ဟာတွေကအစားပေါ့နော်။နောက်တရုတ်ကဒီကြောက်ဖြစ်မှာသွားမဲ့ကြောက်ဖြစ်မှာလုံခြုံရေးတပ်တွေထားဖို့ကိစ္စတွေအကုန်လုံးမြန်မာဘက်ကပြန်ပြီးလိုက်လို့ပေးရတာ။ပိုလျော်ကြီးမင်းအွန်လိုင်းကိုယ်တိုင်ကတရုတ်ဆန့်ကျင်ရေးစိတ်သက်အဖြစ်ရှိတယ်။သူ့ဘေးနားမှာဝင်ရန်ထားတဲ့သူတွေကလည်းတရုတ်ဆန့်ကျင်စိတ်သက်ရှိတဲ့သူတွေဖြစ်တယ်။ဆိုတော့အဲ့လိုစိတ်သက်အဖြစ်နဲ့တရုတ်ဆန့်ကျင်ကိုလည်းသူတို့ ဟလာတိုးတိုးတို့မျိုးကြကြတဲ့မျိုးလုတ်ခဲ့ပူတာတွေကျွန်တော်တို့ရှိခဲ့တယ်။လုပ်ငန်းရဲ့ဆန်တဲ့ကချက်တမ်းမှုကိုပြန်ကြည့်မယ်ဆိုရင်သူတက်ချုပ်ဘဝကိုရတဲ့တက်ချုပ်ရာထူးရတဲ့အချိန်အစားပဲ။သူပမာဆုံးသွားတဲ့နိုင်ငံပြည်နယ်နိုင်ငံဖြစ်တယ်။ပြည်နယ်နိုင်ငံဖြစ်တယ်။ကျုပ်နိုင်ငံမဟုတ်ဘူး။ဆိုတော့နောက်ပိုင်းမှာလည်းသူဟာရုရှားတို့ဘယ်လာရုစ်တို့ယူကရိန်းတို့အစ္စရေးတို့အရာနဲ့သူကဆက်ဆံရေးပို့ပြီးတော့ကောင်းအောင်သူကစူးစမ်းခဲ့တာတွေ့ရတယ်နော်အဲ့တော့တရုတ်စန့်ကျင်ုံလည်းတက်ထိုင်းမှာသူကကြီးကျယ်လုပ်ခဲ့တယ်ကျွန်တော်တို့တွေ့ရတယ် ဒါတွေကိုကြည့်မယ်ဆိုရင်ဘုတ်ချုပ်ကြည့်မရအောင်လည်းလောက်တာတွေပြုတ်ကမတီးမှုအကုန်သိတယ်။သူကတရုတ်ဆန့်ကျင်စိတ်သက်ရှိတယ်ဆိုတော့ပြီးတယ်။ဒါအောင်ကျွန်တော်တို့ဒါဘာကြောင့်ဖြစ်တယ်လဲဆိုပြန်ကြည့်မယ်ဆိုဒီရင်တော့နာဝရနာဝရနာဝရနာဖာခင်မှာတာဝန်ယူခဲ့တဲ့ဒုဘုတ်ချုပ်ကြီးအဲဒုတိယဒုတိယဘုတ်ချုပ်ဘူးကြီးမောင်အေးကိုကြည့်မယ်ဆိုရင်သူကတရုတ်ဆန့်ကျင်စိတ်သက်အပြည့်ရှိတယ်။ဘုတ်ချုပ်ကြီးမရအောင်လည်းအဲဒီဘုတ်ချုပ်ကြီးမောင်အေးအောက်ကနေကြီးပြင်းလာတဲ့သူသူရွေးချယ်ပြီးခန့်ခဲ့တယ် ဆိုတော့ဘိုးချိုကြီးမောင်ရေးဆိုရင်လည်းဘတော်မှ TOP TO ဝင်ခီးစဉ်တစ်ခါမှမသွားခဲ့ဘူးဆိုတော့သူကတကယ်ကိုတရုတ်ဆင့်ကျင်စိတ်တည်းနေနေခဲ့တယ်ဆိုတော့တရုတ်မှာတော့ကျွန်တော်နားလဲမှာတရုတ်မှာ punishment လို့ခေါ်တယ်ဆုံးမတဲ့ policy ရှိတယ်အဗီယက်နမ်ကြီးမဲ့တူဗီယက်နမ်1980မှာသူဘာလုပ်ခဲ့လဲပြန်ပြီးလေ့လာကြည့်မယ်ဆိုတော့ဆိုတော့ punishment လုပ်တဲ့ခါကြတဲ့ခါကြတော့မှတ်လောက်အောင်ဆုံးမမယ်ဆိုတော့တရုတ်မှာအဲ့လို policy ရှိပါတယ်ဆိုတော့လွန်ခဲ့တဲ့နှစ်နှစ်သုံးနှစ်ကအခြေအနေကိုကြည့်မယ် ကျုပ်ရဲ့ policy ကမြန်မာပေါ်မှာစိတ်ကောင်းစီဘက်မှလည်းမရှိဘူးဒီဘက်မှလည်းမရှိဘူးနေပေးခဲ့တယ်ပေါ့နော်ဒါပေမဲ့လာရှိုးချပေးတဲ့ချိန်မှာတော့အဲ့ဒီချိန်မှာဘိုးချုပ်ကြီးမရောက်လဲဘက်ကနဲ့ပြုတ်ဘက်ကပြုတ်ပြုတ်ကဘလောက်ထိတိုက်လေရတယ်ဆိုတော့ကျွန်တော်ကျွန်တော်မျက်မျက်ထင်ရှားအကုန်တွေးရမယ်နော်တရုတ်နှစ်တကူးနေကိုဟလာအစိုးရရုပ်ပရက်ဖြစ်တက်မှတ်ပေးတဲ့ဟာတွေကစာပေါ့နော်တရုတ်ကဒီကြောက်ဖြစ်မှာသွားမဲ့ ရောက်ပြီးမှလုံမျိုးရေးတက်တွေထားဖို့ကိစ္စတွေအကုန်လုံးမြန်မာဘက်ကပြန်ပြီးလိုက်လို့ပေးရတာမြန်မာစစ်ကောင်စီလိုက်လို့တန်းဆွေအချိန်ချင်းသွားပြီးဒူးဖက်ခဲ့ရတယ်လည်းရှိမှာဖြစ်ပါတော့နော်ဆိုတော့အဲ့ခိတ်ကိစ္စတွေကိုကြည့်မယ်ဆိုရင်တော့ရှင်းပါတယ်ဒီလာရှုကိစ္စမှာသူမဟာမိတ်သူမဟာမိတ်လုပ်ထားတဲ့ရုရှားတို့ဘယ်လာရုစ်တို့မကူနိုင်ဘူးတကယ်ဒီကိစ္စအလုံးတကယ်လာရုကူနိုင်တာပြုတ်ပြုတ်ဒါကြောင့်သူပြုတ်ကိုပြန်ပြီးဒူးထောက်ရတယ်နောက်တစ်ချက်ကငလင်လောက်တဲ့အချက် င်္ဂလိပ်မှာဟာအိန္ဒိယတို့တရုတ်တို့ရုရှားတို့စင်ကာပူတို့ထိုင်းတို့အင်ဒိုနီးရှားတို့အားလုံးမလေးရှားတို့အကုန်ဝိုင်းပြီးပူပေါ်လဲပဲတရုတ်ကအင်္ဂလိပ်ကိစ္စမှာ yuan 1 billion ကတိပေးတယ်ခုမှဆိုပြီးတော့အဲ့ဒါဒေါ်လာတန်ပေါင်း330တောင်ရှိဒါသူကအကြီးဆုံးအမောင့်ကိုသူကပေးတာဒီနိုင်ငံကြီးတည်းမှာဆိုတော့ဒါအောင်တစ်ခုတည်းနဲ့ကြည့်မယ်ဆိုရင်လေတရုတ်ကမြန်မာပေါ်မှာဘယ်လောက် leverage ရှိတယ်ဘယ်လောက်ဩဇာရှိတယ်ဆိုတော့ကျွန်တော် ဒီစစ်လက်ပေါ်မှာပေါ့နော်နောက်တစ်ခုကဒီဟန်နိုဗာလို့ခေါ်တဲ့ငါးရှို့ပြန်ပို့မဲ့ကိစ္စမှာဂျွန်လာအတိဂျွန်လာမှာလုံမယ်လို့အားလုံးသဘောတူထားပြီးသားလို့ကျွန်တော်တို့နားလည်ထားတယ်အခု April တို့ရွှေ့သွားတယ်ရှို့ရွှေ့သွားတယ်ဘာလို့မြင်ရလဲဆိုတော့ငလင်ကြောင့်အားလုံးငလင်ကိုအအောင်ဆိုင်နေတဲ့ချိန်မှာတိကျကနောက်ကနေတက်တုတ်ရဒီကိစ္စအမြင်မျိုးတွန်းတော့ကိုယ်ကိုယ်လုံးနေတာ က်တဲ့တင်းတို့မှာတော့စစ်ကောင်းဆောင်စစ်ရှုံးမင်းအောင်နိုင်တကောင်ကတော့ပြပါခီးစင်မှာငှားရမ်းအုံပြနေတဲ့လေရင်ကိုအပြီးသက်ဝေယူဖို့စစ်ကောင်စီကခွင့်ပြုလိုက်တယ်လို့သိရပါတယ်စစ်ကောင်စီကခွင့်ပြုတယ်ဆိုတာသူကသူ့ပါသူခွင့်ပြုလာပါလေရင်ဟာ Airbus မျိုးစားလေရင်ဖြစ်ပြီးအပြည့်ပြည့်ဆိုင်ရာမြန်မာလေကြောင်းလိုင်း MAI မှာအုံပြုဖို့လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဥစည်းဌာနနဲ့ကြီးကြပ်မှုနဲ့ American နိုင်ငံစီကနေငှားရမ်းအုံပြုနေတာဖြစ်ပါတယ် MAI လေကြောင်းလိုင်းမှာတော့လေရင် MS HYAK အဖြစ်အုံပြုနေတာလို့သိရပါတယ်အဲ့ဒီလေရင်ကိုငှားရမ်းအုံပြုရာကနေအပြည့်သက်ဝေယူဖို့အတွက် ကြတဲ့နဲ့အခွန်တွေကိုကင်းလုခွင့်ပြလိုက်တယ်လို့စစ်ကောင်စီကဖေဖော်ဝါရီလ17ရက်ရက်စွဲတဲ့ကထုတ်ပြန်ခဲ့တာနိုင်ငံတော်ပြန်တမ်းမှာရှိတယ်လို့လည်းမင်းအောင်လှိုင်ကပြောထားပါဗျ။စစ်ကောင်စီကသူ့ကိုခွင့်ပြလိုက်တဲ့အတွက်သူ့အနေနဲ့မင်းအောင်လှိုင်မှာမင်းအောင်လှိုင်ကိုခွင့်ပြုလို့ဝယ်လိုက်ပြီဆိုတဲ့ကြောင်းကိုလည်းပြောထားတာတွေ့ရှိရပါဗျ။နောက်ထပ်သတင်းတွေမှာတော့နိုင်ငံစီးပွားရေးနဲ့ရှင်စည်ရေးသုံးစည်းအချိုးအစားအမြင့်ဆုံးအသုံးပြုတဲ့နိုင်ငံဖြစ်မြန်မာဟာအာရှပစိဖိတ်မှာဦးဆောင်နေတယ်လို့ CNN ကသတင်းဖော်ပြလိုက်ပါတယ်။ကျန်တဲ့နေရာတွေမှာနောက်ပိုင်းရောက်မှာဟုတ်တဲ့နေရာမှာဆိုရင်တော့ထိတ်ကြရောက်တာကတော့အားလုံးသိတဲ့အတိုင်းပါပဲ။ဟုတ်ဟုတ် ုင်ငံတကာညဉ့်ညံ့ရေးသုတေသနခုသတင်းတပတ်အစောပိုင်းမှာ2024ခုနှစ်အတွင်းကမ္ဘာနိုင်ငံတည်တည်ရဲ့စီးရဲသုံးစီးဆိုင်ရာချက်လက်တွေကိုထုတ်ပြန်ခဲ့ရမှာတော့အဲ့ဒီတွေ့ရှိချက်တွေကိုထည့်သွင်းဖော်ပြထားတာလို့ဖြစ်တယ်လို့လည်းသိရပါတယ်။စစ်ကောင်စီအာဏာသိမ်းပြီးနောက်ပိုင်းပြည်တွင်းစစ်မီတောက်လောင်နေတဲ့မြန်မာနိုင်ငံမှာတော့2024ခုနှစ်မှာနိုင်ငံရဲ့တနှစ်တာပြည်တွင်းထုတ်လုပ်မှုစွမ်း PB ရဲ့6.8%ခန့်လုံးကိုစီးရဲအတွက်သုံးစွဲခဲ့ပြီးတန်ဖိုးအနေနဲ့ဒေါ်လာ9ဘီလီယံလောက်ရှိတယ်လို့ခန့်မှန်းကြောင်းဖော်ပြထားပါတယ်။ဒါအရင်နှစ်ကတည်းက66%ခန့်လုံးမြင့်တက်လာတဲ့ကိန်းဂဏန်းဖြစ်တယ်လို့ GDP တန်ဖိုးနဲ့စစ်သုံးစရိတ်ရှင်မြန်မာဟာအာရှဖက်စစ်ဘိတ်ဒေသတစ်ခုလုံးမှာအများဆုံးစစ်သုံးစရိတ်တုံးနေကြောင်းသိရှိရပါတယ်။နောက်တစ်သတင်းမှာတော့မန္တလေးတိုင်းငသရုံမြို့ရဲစခန်းကနေညောင်ဦးမြင်းကျန်တောင်သာဘက်ကိုစစ်ကြောင်းထိုးဖို့ထွက်လာတဲ့စစ်တပ်စစ်ကြောင်းကိုတော်လန်ဤတတိကနှစ်ရက်ဆက်တိုက်ခတ်ရမှာတော့ရဲတပ်ကြတဲ့ဥပောင်းဝင်အောက်ဦးတည်ဆုံပြီးနှစ်ဦးရှင်မိခဲ့ကြောင်းပုပ္ပားပြောက်ကြားတဖွဲ့ကနေပြီးတော့တာဝန်ရှိသူကပြောထားပါတယ်။ငသရုံမြို့ရဲစခန်းကနေထွက်လာတဲ့စစ်သားရဲနဲ့ပြူစော့တီအင်အား120ခန်းပါစစ်ကြောင်းဟာတော်ပြကြေးရနဲ့တရားကျွရကိုဝင်ရောက်တဆွဲခဲ့ပါတယ်။အဲ့ဒီကနေပြီးတော့ ောင်ခမောက်ကြီးရွာကိုစစ်ကြောင်းထိုးလာခဲ့ပြီးလမ်းပိုက်မှာတော်လင်းပူးပေါင်းတပ်တွေနဲ့တိုက်ပွဲဖြစ်တာလို့သိရပါတယ်။ဒါပြင်2028ရက်မှာလည်းကျော်ပတော်မြို့နယ်ထောက်ရှာရွာကိုစစ်တပ်ကဆက်ပြီးစစ်ကြောင်းထိုးလာတဲ့အချိန်မှာလည်းမဟာမိတ်တွေကမနက်9:00နာရီဝန်းကျင်ကနေပြီးတော့ညနေ4:00နာရီဝန်းကျင်ထိတနေကုန်နီးပြားဓားဖြတ်တိုက်ခတ်ခဲ့ကြောင်းသိရှိရပါတယ်။စစ်ကောင်စီကြောင်းထိနာတဲ့အတွက်လေကြောင်းကနေတဲ့မိုးလဲ2:00နာရီဝန်းကျင်မှာ3ချိန်4:00နာရီဝန်းကျင်မှာ3ချိန်ပြစ်ကူပေးခဲ့တယ်လို့လည်းသိရှိရပါတယ်။နောက်တဲ့သတင်းတို့မှာတော့ပြည်သူတွေအားလုံးမျှော်လင့်နေတဲ့သတင်းတစ်ခုပါပဲ။ဒါကတော့တော်လိုင်းရှိန်မြို့ဆိုပြီး အဝေးတိုင်းအခုတ်ကူခရိုင်တွင်းမှာရှိတဲ့ရေစကြိုးမြိုင်နဲ့ပုံမြူနေကပြည်သူ့ကာကွယ်ရေးအဖွဲ့ပတ်ခပ်ပါဖွဲ့များပူးပေါင်းမယ်လို့ရေစကြိုးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကပြန်ကြားရေးတာဝန်ခံကထုတ်ပြန်လိုက်ပါပြီရေစကြိုးပေါက်နယ်မြိုင်မြို့နယ်တွေမှာမြို့နယ်စုံ၊ကိုက်နယ်၊ရက်ကျွေးရမြန်မာနယ်စီရေးကိစ္စရများရနေမြေတွင်ဖွဲ့စည်းခြင်းချင်းတင့်မြက်ကောင်းမွန်စွာရေရှည်ဆက်ဆံရေးနဲ့အပြန်အလှန်လိုအပ်ချက်များကူညီပံ့ပိုးရေးကြိုးပမ်းမယ်လို့သက်ဆိုင်ရာပတ်ခပ်ပါများကမလေးညာကထုတ်ပြန်ခဲ့တာဖြစ်ပါတယ်ဒါအပြင်အခုတ်ကူခရိုင်တွင်းမြို့နယ်ပတ်ခပ်ပါတာဝန်ခံများကမြေပြင်မှာမျက်နှာစုံပြစ်ဆုံပြီးတော့ ဆွေးနွေးဖလှယ်ကြမယ်ဆိုလဲအတိပေးထားတာသိရှိရပါတယ်နောက်ထပ်သတင်းတွေမှာတော့လက်လွတ်ထားရတဲ့မြန်မာနိုင်ငံမှာရှိတဲ့မြို့တွေအကုန်လုံးကိုပြန်သိမ်းမယ်ဆိုပြီးတော့ဗိုလ်ချုပ်ကြီးကြော်စွာလင်းကကြုံသွားလိုက်ပါတယ်မကြုံတော့လည်းမရဘူးလေအဘကသူ့အပေါ်ဖိနေတာ ਉਹ တုံးသွားလိုက်တယ်ဆိုပေမဲ့လည်းသူ့ဘလို့တော့နှစ်လတွင်သုံးသိမ်းမယ်လို့သုံးလတွင်သိမ်းမယ်လို့မပါခဲ့ပါဘူးဘယ်တော့သိမ်းမလဲဆိုတာတော့မပါခဲ့ပါဘူးရင်ဆုံးမသိမ်းခင်မှာလဲနေပြီးတော့ကိုတော်လိုင်းကြက်တွေဝင်ရောက်နေပြီဆိုတာသိရတဲ့အတွက်နေပြီးတော့ကတိုင်းမှုတွေကိုယ်တိုင်လက်မဲ့ရေးထိုးနေတဲ့အနေအထားတစ်ခုမှရှိနေပါတယ်မြို့တွေကိုပြန်မသိမ်းခင်မှာနေပြီးတော့ကိုအရင်လုံခြုံအောင်လုပ်ပါအောင်ဆိုပြီးတော့လဲ ပြည်သူတွေကထုတ်ပြပြောဆိုထားတာလည်းသိရှိရပါတယ်။နောက်ထပ်သတင်းတို့မှာတော့ပဲခူးတိုင်းမင်းလာမြို့နယ်အပိုင်းပဲခူးမြို့မှာအတွင်းအင်အား80ကျော်ပါတဲ့အကြမ်းဖက်စစ်တပ်စစ်ကြောင်းကိုပိတ်ဆို့တိုက်ခိုက်ရမှာတော့စစ်ကောင်စီတပ်ဖွဲ့ဝင်30ဦးတည်းမှနေတည်ဆုံးပြီးတော့စစ်သားလုံးတွေကိုလည်း PDF တပ်ဖွဲ့တွေကတကြူပေးနေကြအောင်တရားဝတိ KIA PDF မှတာဝန်ရှိသူတွေကထုတ်ပြန်ထားပါတယ်။ ဒီကောင်တွေကကန်စုနေကောင်တွေပြီးစုကိုအနိုင်ကျင့်နေကောင်တွေဖြစ်တဲ့အတွက်ဒီကောင်တွေကတော့ပစုကောင်ကြိုက်တိုက်လေတေးရပဲတော့ချက်ပေါက်ပနဲ့ခါချထုတိုက်လေတေးရပဲဒီကောင်တွေကဘလူတိုက်လိုက်တေးရဒီကောင်တွေရဲ့ကန်စာတာကောင်မှပြီးစုကိုမဟုတ်တာလုပ်ထားတဲ့ကဒီကောင်တွေကကန်အလုံးနေ PGS ဘောနော PGS ကဟိုဒီ21ပကံပြီးတဲ့တဲ့ဒီတိုးရဲ့ဟိုကျွန်တော်တို့ကဒီစစ်ချောင်းဒီကြားမှာစစ်ချောင်းဝင်ဆိုပင်ကနေကကျွန်တော်တို့ကဒီပေါ့ ကျွန်တော်တို့တက်ဖွဲ့ရမင်းကဘယ်နေရာယူငါကဘယ်နေရာဆိုပြီးနေရာအတိအကျဘယ်လိုဆိုကျွန်တော်ဒီဟိုဆိုရင်ဒီရှေ့ဘက်ကတက်ဖွဲ့ကျွန်တော်မြောက်ဘက်ကတက်ဖွဲ့နောက်ဘက်ကတက်ဖွဲ့ဆိုပြီးကျွန်တော်ကနေရာယူထားပေါ့နေရာယူထားချိန်မှာဒီကျွန်တော်ဒီပုတ်ပါ production ကကြူကဖိုးဒီရဲ့နေမီဘက်ကိုဒီစစ်ကောင်စီစစ်ကြောင်းကထွက်သွားတဲ့ချိန်မှာဒီကျွန်တော်ပုတ်ပါ PD ရဲ့နဲ့ဒီစစ်ကောင်စီနဲ့ထိတွေ့တိုက်ပွဲပေါ့နော်ကျွန်တော်တို့ဒီ29ရက်နေ့မနေ့ပိုင်းဒီတောက်ခမောက်ကိုထွက်တဲ့ချိန်မှာထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ရဲ့ဗျထိတွေ့တိုက်ပွဲဖြစ်တော့ကြတော့ကျွန်တော်တို့လည်းဒီနှိုးမဟာမိတ်တွေကဒီ ရဲဘော်အင်အားလိုအပ်ချက်နဲ့ကျွန်တော်ဟိုတက်ကူကူညီတောင်းတဲ့အချိန်မှာကျွန်တော်ဒီဟိုညောင်မြူနယ်ဘက်ကဖားပကံပြီးလူတက်အနေနဲ့ဝင်ရောက်ပြီးတော့ဟိုတိုက်ခတ်ခဲ့တာပေါ့နော်သူတို့ကတော့ကျွန်တော်မလာခင်တနားလောက်အထိကြီးဟိုပါနော် PPGS ပုံပါတိုက်နေဘက်ကဖားတဲ့ဒီစစ်ကောင်စီစစ်ကြောင်းနဲ့တနားရီကန်းတော့တိုက်ပွဲဖြစ်သွားရဲ့ဗျတိုက်ပွဲဖြစ်သွားပြီးတော့ကြာတော့ကျွန်တော်ခဏနေကျွန်တော်တက်ကူရောက်သွားတယ်တက်ကူရောက်သွားကျွန်တော်ကဝိုင်းတွယ်လိုက်တယ်ဝိုင်းတွယ်ဝိုင်းတွယ်တော့ဒီဝိုင်းတွယ်ဝိုင်းတွယ်ဒီကောင်စီစစ်ကောင်စီနေတဲ့ကတော့ နည်းနည်းလေးအထိကြိုက်များသွားဗျအထိကြိုက်အထိကြိုက်မှုများသွားပြီးကျွန်တော်ဒီဟိုပါဘောနော်ဒီတောင်ခမောက်ရွာနဲ့ဒီ29ရက်နေ့တောင်ခမောက်ရွာနဲ့ဒီကျွန်တော်ကြသားရွာကြားမှာတိုက်ပွဲကဒီစစ်ကောင်စီသေဆုံးမှုအနေနဲ့ကကျွန်တော်အနေနဲ့တော့မသိဘူးဗျအဲ29ရက်နေ့ကျွန်တော်ဟိုပါဘောနော်နားကြီးတောင်ကျွန်တော်တေချာပြန်ကြည့်လိုက်ဦးမယ်နားကြီးကကျွန်တော်ဟိုလေကြောင်းတိုက်ခိုက်မှုအချိန်ကတေချာမသိလို့ကိုဟိုက29ရက်နေ့အဲ29ရက်နေ့9နာရီခွဲတော့ဗျ9နာရီခွဲတော့မှာစစ်ကောင်စီအနေနဲ့ကျွန်တော်ဒီဟိုမှာတော့တရားရွာနဲ့ဒီ ဟိုပါဗောတောင်ခမောက်တောင်တောင်ခမောက်ရွာကြားထဲမှာလီချောင်းတိုက်ခိုက်မှုစတင်ပြီးတော့ဒီသူ့ဘက်ကထိနာသွားလီချောင်းတိုက်ခိုက်မှုစတင်ပြီးလို့တာဗောနော်ဒီ9နာရီခွဲလောက်မှာဗောအဲလင်းရင်ဖိုက်တာလာတယ်လိုက်လာပြီးလာပြီးတော့၃ဘက်လောက်ပတ်ပြီးတော့ပြစ်သွားတယ်နော်ပြစ်ပြီးတော့သူပြန်ဆုတ်သွားတယ်ကျွန်တော်တို့ဒီဒီချောင်းတိုက်ခိုက်မှုလာတဲ့အတွက်ကျွန်တော်တို့ရဲဘော်အညီနဲ့ကနောက်နောက်ကိုခဏပြန်ဆုတ်ပြလိုက်တယ်နော်ပြန်ဆုတ်တဲ့အချိန်မှာဒီကောင်းဒီအညီနဲ့ကဒီတောင်ခမောက်ကြီးရွာတဲ့ကိုဒီစစ်ကောင်စီစစ်ကြောင်းကဝင်းသွားတယ် ဝင်သွားပြီကျွန်တော်တို့ဒီ29ရက်နေ့ညနေပိုင်းကစပြီးတော့ဒီတောက်ခမောက်ကြီးရွာကိုဒီစစ်ကောင်စီတပ်ကမိရှုဖြက်စီးလိုက်တယ်ပေါ့နော်။ဟုတ်ဟုတ်ကဲ့ဗျ။အဲမိရှုဖြက်စီးကျွန်တော်20ဟိုပါပေါ့နော်8ရက်နေ့ပေါ့နော်။ကျွန်တော်29ရက်နေ့ညပိုင်းတော့မှကျွန်တော်ဒီတောက်ခမောက်ကထွက်လာမယ်စစ်ကြောင်းကိုကျွန်တော်ဟိုတော်လိုင်းဖွဲ့နေဒီအရင်လို့ပေါ့နော်။ဒီကိုကလည်းကိုနေရာလေးယူကြပါဘောနော်မင်းကပဲနေရာနေငါအတင်းနေရာစနေရာယူပဲယူရဲ့အချိန်မှာအဲ့မဲ့စစ်ကြောင်းကဒီနော်ဟိုလောက်ပဲ ဒီဘက်ဒီဝါထွက်လာမယ်ဆိုရင်ဒီတောင်ခမောက်ကထွက်လာမနေ့ကင်း9နိုင်ကြော်ကြော်တော့ဒီကောင်စီစစ်ကြောင်းအတန်းလိုက်ကြီးထွက်လာကြီးထွက်လာကျွန်တော်တို့ကဒီအဲ့မှာကျွန်တော်ကညနေရကင်းမုံကဝက်ထားပြီလားဒီကောင်ကြီးကထွက်လဲထွက်လာရောမကြောက်ဘူးဒီကောင်ကြီးအတန်းလိုက်ကြီးလာကြလာလဲနဲ့ရင်သားရဲ့အောင်လေးစော်အေးဆိုဝိုင်းပြီဆိုဝိုင်းပြီတော့ဒီကောင်ကြီးကတော့ထိရတော့တော်တော်လေးကိုထိတော့တယ်ဗျဒါကျွန်တော်တို့ဒီမြင့်မြင့်သက်တည် လက်တွေကွာမှာဟိုကြလာရရှိရပေါ့နော်ပြီးရင်သူဘူလာအရာရှိပိုင်းလားမသိဘူးတယောက်ထိသွားထိသွားချိန်မှာတောင်းကြဟာဘူကြီးကြရဘူကြီးကြရရောက်နေဆွဲဆွဲဆွဲဆိုအဲ့မှာဝိုင်းပြီးတော့လင်းကားတော့တက်ဆွဲလာအဲ့ဒါသူ့ဘက်ကဝိုင်းထုလိုက်တာအဲ့ဒါကလည်းတော်တော်လေးသူ့အနေနဲ့ထိသွားပေါ့နော်အဲသူဘူထင်နေပြဟိုစစ်ကြောမှုထင်တာပဲစစ်ကြောမှုကဒီသူ့ထိပြီးရဲ့နောက်ပိုင်းမှာစစ်ကြောမှုထိသွားတယ်စစ်ကြောမှုထိသွားကြတော့အဲသူ့ဟာပေါ့နော် တောင်သာမျိုးနဲ့ဝဲတော်စေးရုံကကြသူ့နဲ့ဟိုတော်တော်လေးနီးရပါတော့နီးရကြဒီစစ်ကြောင်းမှုသူတောင်သာစေးပို့လိုက်တယ်ပို့ပြီးတော့ဟိုပါပေါ့တနာကြီး48မိနစ်လောက်မှာဒီကြောင်းတက်ခိုက်မှုစစ်ကြောင်းလည်းစစ်ကြောင်းမှုလည်းမရှိတော့ဗျမ်းမာပြီးဟူကြီးဒီပြအဲဒီဟိုတောင်ကောင်ပေါက်ရွာလေးဟိုအကုန်လုံးဝင်ပြေးရသူရပြီးဟူကြီးဒီပြအဲမဲ့ဒီအဲ့ပြေးရကောင်ကြီးပေါ့တို့ခုဖမ်းမိတာပြေးရကောင်ကြီးဖမ်းမိတာပေါ့နော်ပြီးရင်သူတေးရကောင်ကြီးဒီစစ်ကြောင်းမှုကတော့ထုံးစံတိုင်းပဲဗျအရင်ပွဲရလို့ပဲစစ်ကြောင်းမှုကအရင်ခံရကြီးပဲ တိုက်ဝမပြေနိုင်ဘူးဖြစ်လာရင်စကြောင်းမှုရင်ပြီးရအဲ့လိုညင်နေတကယ်တော့ကျွန်တော်စကြောင်းမှုမဲ့တော့မတည်ဘူးရယ်ဒီကောင်ဒီကကန်ဆိုတာဖြစ်လာရင်စကြောင်းမှုရင်တည်ရပဲအဲစကြောင်းမှုကိုတက်ဆွဲကောင်ဒီကဟာဘူကြီးကဆွဲဆွဲဆိုဝိုင်းဆွဲလင်းကောင်တော့တက်လာတက်လာကောင်ဒီကကျွန်တော်ပြည်ကျွန်တော်ကအဲ့ဒါကကောင်းသွားတော့ကျွန်တော်တိုက်ဒီပုံမှာနေရာယူထားရလေကျွန်တော်ကဗီတရားတားတာသွား၊ तू ကမြေပြင်မှာကိုကဟိုတိုက်ပေါ်ရပြရဆိုတော့လောကကွင်းမြေထဲမှာဒီကောင်လေးကဟို ူပြေးဒီပြေးပေါ့နော်ကြက်တိုက်တယ်ကြက်တိုက်ရင်ကြက်တိရှုံးလို့ပြေးတယ်ူပြေးဒီပတ်ပြေးနေတယ်အဲ့လိုပြေးနေရအဲဒီသူတို့တည်ဆုံးမှုကတော့ကျွန်တော်တို့ပေါ့နော်ဒီတိုက်ပွဲကကျွန်တော်ဟိုလာပေါ့နော်28မိနစ်ဆိုရင်တနားရီ48မိနစ်လောက်ကဒီကြောင်းတိုက်ခိုက်မှုဒီချိန်ပေါ့နော်အဲ့ဒါလည်းဒီချိန်လာတယ်ဖိုက်တာပြန်ပြီးတော့၃ခါလောက်ကျဲသွားတယ်၃ခါကျန်သွားပြီးရင်ကျွန်တော်၄နာရီလောက်မှာဖိုက်တာပြန်လာတယ်ပြန်လာပြီး၃ခါလောက်ထပ်ကျဲသွားပေါ့နော်28မိနစ်မှာကလီကြောင်းတိုက်ခိုက်မှုက2ချိန်ပေါ့နော် ဩ29ရက်နေ့မှာကတော့ဒီကြောင်ခမောက်ကောက်ဒီကြောင်တက်မှုတုတ်တာဒီကျင်းအကုန်လုံးပေါင်းတော့စုစုပေါင်းဟို3ကျင်းတော့ရှိမယ်ပြဗျဟုတ်အဲအားလုံးပဲဒီမှာတွေ့သွားတဲ့အနေထားလေးကတော့တကယ့်ကိုပဲတိုက်ဖို့မှာရှေ့တွေကနေပြည်စုံတက်ခတ်နေတဲ့တော်လိုင်းရဲဘော်ဒီရဲ့အားကောင်းမုံတန်းအပေါင်းရင်းတန်တန်နဲ့ပြောသွားတာဖြစ်ပါတယ်တကယ့်ကိုပဲသူတို့တွေဘလူမျိုးတွေဒီတန်းမှာကြုံဆုံနေရလဲဆိုတာကတော့အားလုံးတွေ့ပြီးတိုင်ပါပဲကျွန်တော်တို့တွေနေတဲ့တော်လိုင်းရဲဘော်တွေအများနဲ့အားပေးနေဖို့လိုအပ်ပါတယ်သားမယ်အဲစီးရဲတဲ့အဖြစ် လက်ဦးမှုရမယ်ဟေ့ဆိုလို့ရှိရင်စစ်တပ်ကလည်းအများကြီးအများကြီးဆောင်ရွက်နိုင်ပါတယ်အဲဒီနေရာမှာစည်ရေးသတင်းပေါ့နော်ဟိုစည်ရေးသတင်းလေးနဲ့ပတ်သက်လာလို့ရှိရင်ဆောင်ရွက်နေတော့ဒီစရဖားတွေအလုတ်လုတ်ဖို့လိုတယ်ပေါ့နော်အဲ့တော့အမှန်ပဲအဲ့တော့စရဖားကအလုတ်လုတ်ပုံရပါတယ်အဲကျွန်တော်ကြားသိရသတင်းနေပေါ့နော်ကျွန်တော်ကြားသိရသတင်းလေးတွေအတူ share နေခြင်းမှာစရဖားလည်းအလုတ်လုတ်ပုံရပါတယ်အဲသတင်းလက်ဦးမှုလည်းသူတို့ရလိုက်ပုံရတယ်တိလား အဲတတော်ကောင်းတဲ့သတင်းတစ်ခုကိုရရှိခဲ့တယ်အဲ့တော့ဆာယဖအညီကိုတွေလည်းပြောခြင်းနဲ့မိမိကမြို့မှာနေတယ်ဟလားမိမိကပြည်သူကြားမှာနေနေရတယ်ဆိုပြီးတော့မိမိအလုတ်လုတ်လို့ရှိရင်ရှည်တန်းမှာပေါ့နော်တကယ်တမ်းရင်ဆိုင်နေရတော့တက်စကန်လေးတွေအများကြီးအများကြီးအသက်ရှူချောင်သွားတယ်အဲအလုတ်ပဲမြေကြီးမှာတော့စစ်ကွေးတွေမြေကြီးနဲ့နေရတာဖင်လန်မှာကတော့ပြောင်ကြီးရအောင်ပွဲတွေယူနေတုန်းမှာပဲဩမပေါင်းကတော့ဖင်လန်ပြောင်ကြီးကိုကြည့်ပြီးတော့ တကယ်ပဲထင်နေမှာပါသူတို့အဖလည်းတကယ်ထင်နေပြီးတော့ UDI AI အကြောင်းမူစိတ်ပေါင်းလုပ်နေတာပါအဲ့တော့ဆရာဖာညီကောင်မောင်နှမများခမားတို့ကအလုံးမလုံးဘူးဆိုလို့ရှိရင်ခမားတို့ရဲ့နောင်တော်ညီတော်တွေပေါ့နော်ရှေးတန်းမှာတော်တော်လေးကိုခက်ခဲကြက်တဲစီပါလေအသက်နဲ့ဘဝနဲ့ရင်းနေရတာဖြစ်တယ်နော်အဲ့တော့ခမားတို့စိတ်တက်ကြဘာကြောင့်မစိတ်တက်ကြကြပါဗျာနော်စိတ်တက်ကြမယ်ကြံလိုက်တိုင်းမှာမိမိထက် ိုပင်ပင်ပန်းပန်းနဲ့အရှိတမ်းမှာဆောင်ရွက်နေရတဲ့ညီကိုတွေလေနော်စစ်တီညီကိုတွေကိုညတာထောက်ထားစေချင်ပါလေစိတ်သက်သာမဲ့စိတ်သက်တွေကိုပြင်လိုက်ပါခင်ဗျာနော်အဲ့တော့အခုပြောမယ့်သတင်းကအဲကျွန်တော်တို့ဟိုရရှိတဲ့သတင်းတွေရဆိုလို့ရှိရင်ပေါ့နော်အဲလက်ဦးမှုရလိုက်တဲ့နေရာဘယ်နေရာလဲဆိုလို့ရှိရင်အမ်တောင်ငူပေါ့ဗျာနော်တောင်ငူ၄မိုင်မှာခလာရ39ခလာရ39က ပြောမှဆိုရှင်အင်အားအားဖြစ်ဆိုရှင်သူကအမျှထားတဲ့အတိုင်းဓာတ်ရှိတယ်။ဘာကြောင့်လဲဆိုတော့ရှည်တန်းစစ်မြေပြင်ကိုခလာရ39ကထွက်နေ။အဲ့တော့ရန်သူကလည်းနော်ဒီစစ်သေးချက်တပုံ KNU ကလည်းကောင်းကောင်းသိတယ်။ကောင်းကောင်းသိတဲ့အခါကျတော့အဲ့ဒီစခန်းကိုဝင်တိုက်ဖို့ဆိုပြီးအင်အား300လောက်နဲ့အဲစိတ်ဖူးတောင်ရွာလို့ပေါ့ဗချမ်းမှာနော်စိတ်ဖူးတောင်ရွာကရင်နီကုန်းရွာဘက်မှာသူတို့ကသွားစုနေတာဗျ။အဲစုတဲ့ဟာကိုအဲသတင်းချက်လက်အတိအကျရသွားပုံရပါတယ်။ တက်ကလက်ဦးမှုယူပြီးတော့အနှိမ်နှိမ့်လိုက်ပါတယ်လူတော်မလူတော်မဒီဘယ်လိုခေါ်မလဲဆိုတော့ဟိုမြန်မြန်ရှင်းလင်းဖို့တော့ပဲပါသွားတယ်အမှန်တကယ်သွားရှင်းတာက UAV ရဲ့နော် UAV ရဲ့ကျွန်တော်တို့ဒီအမ MI32 ပေါ့နော်30နှစ်ပေါ့နော်အဲဒီ IC ရဲ့သွားပြီးတော့ရှင်းလိုက်တဲ့အခါမှာတော့ဖွဲ့စည်းပုံပြက်ကစင်ကလျာကစင်ကလျာနဲ့ကိုပဲဒီစစ်သေးကြ KNU PDF တွေအားလုံးဟာဖြတ်ပြေးသွားရတယ်ပေါ့နော်အဲ့တော့ ဲပြောင်းကြီးကပြေးတယ်ပြောပြန်ပြီကြဲအောက်ကမြေပြင်ကပုံတွေတက်လာရင်တော့မင်းတို့စစ်ကွေးတွေပဲပြေးတယ်မြေပုံတွေတက်လာအောင်မယ်နော်တရေချင်တွေအားလုံးသိတယ်အခုအာကျွန်တော်တို့ AR AR မှာလဲစီရေးကကောင်းကောင်းနှိပ်ကွက်ထားလိုက်တဲ့အတွက်ကြောင့်မို့ AR မှာလဲလှုပ်လို့မရတော့ကျွန်တော်စိတ်ချသွားပြီလို့ပြောလို့အဲစိတ်စိတ်ချလဲစိတ်ချလို့မရသေးဘူးဒါမဲ့ပြောင်းကြီးကရေခဲရေခဲကလည်းအော်ကျင်သေးတယ်ရေခဲရေခဲမအော်နဲ့နေနေပူးနေတာရေတွေပြောမယ်ငြိမ်သွားပြီလို့ပြောလို့ရတယ် အဲပကိုးပကိုးမှလည်းငြိမ်သွားပြီလို့ပြောလို့ရတယ်အဲ့တော့သူတို့စီရကိုော်ဒီနေတဲ့အထက်လေကျွန်တော်အမြဲတမ်းပြောနေသလိုစူးစီးနေစူးစူးစီးစီးညင်ညင်ညံညံနဲ့ဟိုဒီနေ့အားလုံးချိတ်ဆက်ပြီးတော့တိုက်ပွဲပေါ်ဆောင်တဲ့အတွက်ကြောင့်မို့လို့အခုကျွန်တော်တို့ကတိုက်ပွဲအခုဒီကရင်ပြည်နယ်ပေါ့အဲကရင်ပြည်နယ်ကရင်ပြည်နယ်နဲ့ကျွန်တော်တို့ဒီပကိုးတိုင်းအဆက်တွေဖြစ်တဲ့ဒီတောင်ငူတို့နော်ညောင်လေးပင်တို့မှာအခုတိုက်ပွဲကအဲ့မှာအလီလီကျန်းနေပြီအဲ့တော့သူတို့ရဲ့ရီမန်းချက်ကတော့ဗျာ အဲဘကိုးတိုင်းရှေ့ချမ်းတဲ့နောက်ချမ်းကမှာရှိနေတဲ့ဒီစေတူရသဘုံနဲ့ AA AA PDF အုပ်စုရဲ့နော် KNU PDF အုပ်စုရဲ့ဝင်ပြီးတော့ချိတ်ပြီးတော့အ мян လန်းကိုဖြတ်ဖို့အ мян လန်းကိုဖြတ်ပြီးသွားလို့ရှိရင်တော့တို့အပေါ်ကိုစံတက်မလားအောက်ကိုစုံစင်းမလားဆိုတော့ကျွန်တော်စိတ်ဝင်စားတယ်အကျွန်တော်သုံးသက်ကျွန်တော်ရဲ့သုံးသက်ချက်ရဆိုလို့ရှိရင်တော့အဲဘကိုးတိုင်းရဲ့ရှေ့နဲ့အနောက်နဲ့တို့ဒီသဘုံလေးပေါ့နော်ဟိုတက်စကန်တွေကိုအောင်မြင်ပြီးချိတ်ဆက်ပြီးဟေ့ဆိုရင်တို့အောက်ကိုစင်းပါ ။ဘာကြောင့်အောက်ကိုဆင်းမှလို့ပြောလို့ရဆိုဘကိုးကလည်းအောက်ကိုဆင်းရင်ကျွန်တော်ရန်ကုန်ပဲရှိတော့ဘောနော်။ရန်ကုန်ရဲ့အဆက်တင်မှာလည်းအခုကသူတို့ရဲ့ဒီအဲစေတရတပုံနေ PDF တွေကအများကြီးရှိတဲ့အတိုင်းသားတွေရှိတယ်။အဲ့တော့အဲသူတို့ကြောင်းရင် PDF တွေမရှိတဲ့နေရာလေးပါလေပြောပါအောင်ကမင်းကလည်းမင်းပါကိုအားရှိအောင်ချိတ်ဆက်ပြီးတော့ဒီလမ်းကျောကိုဖျက်ဆီးပြီးရန်ကုန်ကိုလုံးဝအထီးကျန်ထားမယ်เนาะကျွန်တော်တို့အထက်ကိုစံတက်မယ်ဟေ့ဆိုလို့ရှိရင်တို့တော်တော်ထိနာမယ်အဲ့တော့ဒါတို့ရဲ့တို့ရဲ့ဒီစီရေးအကြံစီဖြစ်တယ်ပေါ့เนาะအဲ့တော့ အခုသူတို့ရဲ့အကြံစီတွေအောင်မြင်မယ်မအောင်မြင်မယ်ဆိုတာကတော့ကာကွယ်ဦးစည်းချုပ်ကြီးဦးမင်းအောင်လှိုင်ရဲ့အရေးအချင်းကိုစမ်းတက်ရမယ်ပွဲဖြစ်တယ်ပေါ့နော်အဲအခုလောလောဆယ်ကတော့တက်ကပြပြတသားနဲ့ဆောင်ရွက်နိုင်ခဲ့အတွက်ကြောင့်မို့လို့သတင်းကောင်းလေးအနေနဲ့ကတော့သူတို့ရဲ့အင်အား300လောက်ကကစင့်ကလေးယားနဲ့ထွက်ပြေးသွားရတယ်သူတို့ကိုနှိမ်နှလိုက်တဲ့နေရာဆိုလို့ရှိရင်ကျွန်တော်မြေပြင်သတင်းတွေနော်ဒီရွာခံသတင်းတွေပေါ့ကျွန်တော်အကုန်လုံးကိုလိုက်ပြီးတော့အမေးမြန်းကြည့်တဲ့အခါမှာတော့ ရင်နီကုန်းရွာနဲ့စိတ်ဖူးတောင်ရွာချားမှာဟာတယ်နော်ကစင့်ကလေးရဖြစ်ပြီးတော့ပျက်စီးသွားရတဲ့အခြေအနေမျိုးဖြစ်တယ်အဲ့တော့အဲဒီအောင်မြင်မှုကိုကြည့်လိုက်မယ်ဟဲ့ဆိုလို့ရှိရင်အဲဒီဘောနော်ကျွန်တော်တို့အစာရဖားတွေနော်အပြီးလို့ရှိရင်ပြည်သူပူပေါင်းပါဝင်မှုတွေအပြီးသွားလို့ရှိရင်တော့တက်ရက်ဒီဘောနော်ဟိုသတိကြီးမှုတွေကြောင့်ဒါအောင်မြင်ခဲ့တယ်လို့ပြောလို့ရတာပေါ့ဗျာနော်အဲ့တော့ဒီ တောင်ကုန်တကြောမှာတော့တောင်ကုန်တို့ဒီညောင်လေးပင်တို့ဒီတကြောမှာတော့တိုက်ပွဲကကြီးကြီးမားမားကြီးတွေဖြစ်နေပြီเนาะကြောက်တကားတို့ဒီနတ်တန်ကွင်းတို့အဲ့ဒီဘက်ချမ်းဆိုရှင်တိုက်ပွဲကတော်တော်ကြီးကြီးမားဖြစ်နေတယ်။ကဲအားလုံးပဲမြန်မာနိုင်ငံထဲမှာနေတဲ့တခွေးမင်းအောင်နိုင်ကုတိုင်တော်သူ့ရဲ့မြေပြင်အခြေအနေကိုမသိလို့လိုက်မေးနေရတဲ့အချိန်မှာခင်လမ်းမှာနေတဲ့ပြောင်ကြီးရနေပြီးမြေပြင်အခြေအခြေအနေကိုအသေးစိတ်တွေကိုပြောပြနေရတွေ့ရတဲ့အတွက်ဖြစ်နိုင်မယ်ဆိုရင်မင်းအောင်နိုင်ဆင်းပြီးပြောင်ကြီးတက်တာမှမင်းတို့ဘောမာတွေအတွက်ပို့ပြီးအကျိုးရှိမယ်လို့ထင်တယ်နော်။